ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တဧတထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုရဲအစာုပ်ပဲဖြစ်ပါတယ်အပိုင်း၃ဂတိကိုအလဲတကူပေးမိမူတဝါရကို အချိန်ချင်းကျွလို့မိတတ်တယ်အာနာလို့ အင်းပါဆိုတာမျိုးကစိတ်မပါပဲပြလိုက်တဲ့ဂတိအသေးစားလေးတွေပါပဲအဲ့ရတကူပြောမိရင်အဲ့ရတကူဖောက်ဖျက်မိတတ်တယ်ကိုယ်တွေပြောခဲ့တဲ့အင်းပါဆိုတာလေးကိုရှောင်လဲဖို့အတွက်အလိညာမျိုးမျိုးကိုကျူးလွန်မိတတ်တယ်တကယ်တော့ယူသားစွာဝန်ခံရတဲ့တတိဟာမှုတံဝါရကိုရှော့ချနိုင်ဖို့အကောင်းဆုံးအချက်ပဲမသိတာကိုမသိဘူးမှားတာကိုမှားတယ်မရှိတာကိုမရှိဘူး လုပ်ပေးနိုင်ရင်မလုပ်ပေးနိုင်ဘူးစသဖြင့်အမှန်အတိုင်းပြောရတဲ့တက်တည်ရှိရင်မူတံဝရကိုဇက်တိုက်ကျွန်းလွန်စရာအကြောင်းမရှိတော့သလိုဂတိပြတ်ဖို့လည်းမရှိတော့ဘူးသူများအထင်သေးမှကြောက်လို့မတိတာကိုတိတယ်လို့လို့မှားတာကိုမှန်တယ်လို့လို့မရှိတာကို ရှိတယ်လို့လို့မလုပ်ပေးနိုင်တာကိုလုပ်ပေးနိုင်တယ်လို့လို့စသဖြင့်ဟန်ဆောင်မိတာမျိုးကလိန်ညာမှုကို ပို့ပြီးတွန်းအားဖြစ်စေတတ်တဲ့အပြင် ဂတိတစ္ဆာကိုလည်းလွယ်လွယ်ဖောက်ပြန်မိတတ်တယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဂတိကိုအလွယ်တကူမပေးပါနဲ့။စုခဲစီမြဲစီဆိုသလိုလှုပ်ပေးနိုင်မှသာဂတိပေးပြီးပေးတဲ့အတိုင်းတည်အောင်ကြိုးစားပါ။ကျိုးစားမှုဆိုတာအကျိုးများမှုကိုပဲဖြစ်စေတတ်တဲ့အတွက်ငါတွေဖယ်ပြီးယူသားစွာဝန်ခံရတဲ့တတိနဲ့ တစ်ခါတည်းပြင်းမြဲကိစ္စကို အခါခါရှောင်လွှဲပြီးလိန်ညာမှုကို အချိန်ချင်းကျွန်းလွန်တာမျိုးမဖြစ်ပါစေနဲ့အပျော်အတွက်နဲ့တော့အဖို့မမက်ပါနဲ့အပျော်ရှိရဘောဆိုတော့အထီးကျန်ခြင်းကိုဖြည့်ဆည်ခြင်းပါပဲလောကအပျော်ရင်နောက်မှာတောကအဖို့ကရောက်ရောက်လာတတ်တယ်တယောက်တည်းမနေတဲ့လို့အဖို့ရှာမတော်တာတွေပါလာမှဖြင့်ဒုက္ခဘဝမှာနေတတ်ဖို့အရေးကြီးတယ် နေတတ်မယ်ဆိုရင်တယောက်တည်းလည်းအပြစ်ကင်းနေအများနဲ့လည်းအပြစ်ကင်းနေအချင်းမပြင်းဖို့နဲ့အမုံမတင်ဖို့ပဲအရေးကြီးတယ်တယောက်တည်းမနေတတ်လို့အဖို့မဲ့ရင်အချက်အမုံတန်ရုံးစင်တွေက တွဲပါလာတတ်တယ်တန်ရုံးစင်ကြိုးကပုတ်တင်လာရင် အချက်ပြင်းပြင်းအမုံတင်းတင်းတွေဖြစ်ကုန်တတ်တယ်တကယ်ရောဘဝမှာအကောင်းဆုံးဘဝဟာတရားအဖို့ပါပဲဘဝအဖို့ဆိုတာဓမ္မနဲ့ပြောမှအလှပေါ်တာပါ တရားနဲ့ပြောနိုင်ရင်တယောက်တည်းလည်းညီလို့ဖြစ်တယ်။အများနဲ့လည်းအဆင်ပြေတယ်။တရားရှိနေရင်အဖို့မရှိလည်းအပျော်ရှိတယ်။ဒါကြောင့်ဘဝမှာအကောင်းဆုံးအဖို့နဲ့အပြစ်ကင်းဆုံးအပျော်ကိုပေးဆွဲနိုင်တာဟာတရားတော်တွေပဲဖြစ်တဲ့အတွက်အများမခေါ်လေတရားအဖို့တွေပြီးနေနိုင်အောင်ကြိုးစားရင်ဘဝအရှိကိုဓမ္မအတိနဲ့ညှိလိုက်ပါ အားလုံးဟာအဆင်ပြေသွားမှာပါ။ လူရဲ့သဘောကကယူဆိုင်လွန်အလေးထားလွန်ရင်လည်းအနေချက်လို့မကြည်မနဲ့ဖြစ်တဲ့သလိုခက်ဝေဝေခက်အေးအေးနေပြန်ရင်လည်းသစိမ့်ဆင်လို့တန်မိုးမထဘူးလို့ထင်တတ်ပြန်တယ်။ကိုကလိုက်ရင် သူကမမိုက်ဘူးလို့ထင်ချင်ထင်တတ်ပြီးကိုကမလိုက်တော့လေသူကလိုက်ချင်နေတတ်တယ်။ဒါဟာအပြောင်းလဲမြန်တတ်တဲ့ပုထုရှင်တွေရဲ့စိတ်သဘောပဲ။ကိုယ်တော်မဆောင်လို့ကိုယ်စိတ်တိုင်းမကြလို့သာ လိုက်ပြီးကင်စားနေရမယ်ဆိုရင် သူများတွေကိုအတားထားကိုယ်စိတ်နဲ့ကိုကိုယ်တော်မှကိုယ်လိုမဆောင်မှုမဟုတ်လားတခါတလေတယောက်တည်းနေပြီးကိုယ်စိတ်နဲ့ကိုကိုယ်ဘာသာကိုရံဖြစ်နေတာနဲ့ပဲစိတ်တွေလည်းမွဲရုပ်တွေလည်းမဲနေကြတော့တာပဲအရင်စတော့ကိုယ်စိတ်ကိုမစင်မီပဲသူများကိုကိုယ်အလိုအတိုင်းဖြစ်စေချင်မိတာကြောင့်ပါပဲငါကောင်ကမပိုင်တာကိုမေ့ပြီးသူများကိုငါပိုင်လို့ချင်နေမိတာကြောင့်ပါပဲ ငါသားငါသမီးငါဇနီးငါခင်မောငါလူငါမိတ်ဆွေစသဖြင့်ငါနဲ့ဆက်ဆက်နေလို့လေငါအတွက်ဖြစ်မယ်လို့မထင်နဲ့ငါမှမဟုတ်တာဆိုတာတတိပြုရမယ်ဒါကြောင့်ကိုကယူဆိုင်လို့သူကယူမဆိုင်ခဲ့ရင်သူကယူဆိုင်အာကြည်လွန်လို့ကိုမဆိုင်ဖြစ်ခဲ့ရင်ကိုကိုကိုဆင်ခြင်းကိုယ်စိတ်ကိုပြင်ဆင်ပြီး အပြောင်းလဲချမှာဘလောင်ပလဲအမှားတွေမဖြစ်အောင်ပဲ အတိတတိနဲ့ကြိုးစားနေထိုင်ကြရမှာပဲပေါ့လူတော်တော်များများက သူ့ဆန္ဒထက်ကိုယ်ဆန္ဒကိုရှည်တန်းတင်တတ်တယ်သူဖြစ်ချင်တာထက်ကိုယ်ဖြစ်ချင်တာကိုဦးစားပေးတတ်တယ်သူ့အခက်အခဲကိုမကြည့်ပဲကိုယ့်အခက်အခဲကိုပဲဖြေရှင်းဖို့လုပ်တတ်ကြတယ်သူ့ဒုက္ခကိုမကြည့်ပဲကိုယ့်ဒုက္ခမှဒုက္ခလို့ထင်တတ်တယ်သူ့အခြေအနေကိုမသိပဲကိုယ့်အခြေအနေကိုပဲပြောတတ်ကြတယ်ကိုယ်လည်းဒီလိုဖြစ်မှာပါပဲ။ အမှန်တော့လူတိုင်းမှာဒုက္ခခဲနေသူဒုဒုက္ခနဲ့သူဒုက္ခစားချက်နဲ့သူတော့ရှိမှာပဲကိုယ်စင်နာအတိုင်းမဖြစ်မိလို့လည်းအဖြစ်မတင်နဲ့ကိုယ်ဒုက္ခကို မကူညီနိုင်လို့လည်းစိတ်ခံစားချက်မဖြစ်စေနဲ့ကိုယ်အခြေအနေကိုမတိလို့တနှုံနှုံဆွေးမနေနဲ့အားလုံးဟာ သူ့အခြေအနေနဲ့သူရှိနေမှာပဲအဓိကကတော့သူနဲ့ကိုယ်နဲ့ကြားမှာဟိုအတွေ့အထိတွေ့နေနဲ့ဆွေးနေမဲ့အစားကိုကိုကိုပဲ ဖြည့်စင်နိုင်အောင်ကြိုးစားပြီးအဆင်ပြေနေချိန်မှာအများကြီးမပြုံးနဲ့မပြေတဲ့အချိန်မှာလည်းတအားကြီးမမုန်းနဲ့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရင်ဆိုင်နိုင်အောင်ကြိုးစားပြီးနေတတ်အောင်လေ့ကျင့်ဖို့ပါပဲတရားရောက်တဲ့ပတ်သက်ပြီးကိုယ်အလိုတိုင်းမဖြစ်ခင်ရင်လေသူ့လေသူ့ကြောင့်နဲ့သူ သူ့ကံနဲ့သူ သူ့အခြေအနေနဲ့သူသူ့ဒုက္ခနဲ့သူ ရှိနေမှာပဲလေဆိုတဲ့အတွေ့ကကိုကိုကိုဖြည့်စီရပေးဖို့အကောင်းဆုံးပါပဲ။ စ္စည်းဝိတုကိုထန်ထရင်ရုပ်လေးလာတတ်တယ်။အတွေးမကိုထန်ထရင် စိတ်လေးလာတတ်တယ်။အလေးတကအလေးဆုံးမှာစိတ်လေးတာအဆုဆုံးမှာပဲ။ရုပ်ပဲဖြစ်ဖြစ်စိတ်ပဲဖြစ်ဖြစ်တစ်ခုခုကိုထန်ထရင်ကြာတော့လေးလာတာပဲ။အသေးလေးဆိုပြီးမလေးဘူးမထင်နဲ့။အမင်းကနေကောင်းပေါ်ကျလာတဲ့ရေစက်ကလေးတော့ကြာတော့တုန်နဲ့ထုတ်တယ်လို့နာကျင်လာတဲ့သဘောရှိတယ်။အတွေးမှလည်းဒီလိုပဲတွေ့ရင်တွေ့ရင်လေးလေးလာတော့တာ အတွေ့အမလေးကဆွေးအားကိုပို့ပြီးဖြစ်စေတတ်တယ်။ဒါကြောင့်ဘာမှအကြကြီးထမ်းမထပါနဲ့။တိတ်လေးလိုက်ရင်လွတ်ချလိုက်ပါ။လွတ်ရင်လွတ်မယ်။လျှော့ရင်ပော့မယ်။ဘသူ့ကိုမှရိုးမယ်ဖွဲ့မနေနဲ့။ကိုလွတ်ရင်ကိုလွတ်မယ်။ကိုလျှော့ရင် ကိုပော့မယ်။ဒါကတဘာဝပါပဲ။သူများကိုအားချပြီးကိုယ်ဘဝအပေါ်အာမရဖြစ်နေဘဝဟာပို့လို့တော့မကြင်မနှက်ဖြစ် အလိုမချဖြစ်အကုသို့ဖြစ်စိတ်မချဲ့မသာဖြစ်နေမှာပဲလေသူ့အနေထားကိုမကြည့်နဲ့ကိုယ်အနေထားကိုပဲညှိပေါ့လူတိုင်းဟာ သူ့အကြောင်းနဲ့သူ သူ့ကံနဲ့သူ ဖြစ်နေတဲ့သဘောရှိရဲ့အတွေ့မတူတဲ့ကံကိုလိုက်ပြီးချိန်ထိုးနေကိုယ်ပဲခံစားရမှာမဟုတ်လားကိုတရားနဲ့ကို ကိုလက်ရှိအခြေအနေမှာပဲအကျိုးများအောင်ကြိုးစားလိုက်တာပေါ့ရည်ကြီးဆုံးကအားကြမလွဲဖို့ပဲလေ သူသုံးတယ်လို့မသုံးနိုင်လို့သူဝစ်တယ်လို့မဝစ်နိုင်လို့သူနေတယ်လို့မနေနိုင်လို့သူစားတယ်လို့မစားနိုင်လို့စတာတွေမှာအားကြပြီအဲ့ဒါတွေလိုက်ပြိုင်နေရင်ဒါအားကြတာလွဲတာပဲသူ့လိုအခြေအနေမျိုးမဟုတ်ပြင်မဲ့ကိုယ့်အခြေအနေနဲ့ကိုယ်ရှိတာလေးနဲ့လိပ်ပြန်တန့်နေဖို့ပဲ အထက်ကမဟုတ်လားတကယ်တော့ဘဝမှာရုပ်ဝတ္ထုတွေဘလောက်ပဲပြည့်စုံပြည့်စုံသိချင်းတာမှုဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူး ချမ်းသာအောင်နေတဲ့မှချမ်းသာတာဒါလေးစင်ကျင်မိရင်ကိုယ့်အခြေအနေကလည်းခြေနဲ့ဆရာပဲပေါ့ဒီတော့အဆိုးမတွေ့နဲ့အကျိုးပေးတဲ့ဘဝမှာရိုးရိုးလေးနဲ့အပြစ်ကင်းအောင်နေလိုက်ပါ ကိုယ်လိပ်ပြာကိုယ်တန့်ရင်ဘဝမှာဘာမှမရှိလေအလှရှိနေတာပဲလေကိုယ်ချင်းအလှကအဓိကပဲပေါ့မစွန့်နိုင်လို့မလွတ်တာလွတ်ချင်ရင်စွန့်ရမယ်မလျှော့နိုင်လို့မပေါ့တာပေါ့ချင်ရင်လျှော့ရမယ် ယုံနေကြလို့အလိုမကြတာအလိုကြခြင်းရင်မလိုခြင်းမှဖြစ်မယ်စိတ်မချလို့အိပ်မရတာအိပ်ပျော်ခြင်းရင်စိတ်အတော်ပြင်ရမယ်စိတ်အတွင်းမလှလို့ရုပ်အစင်ကြတာအစင်လှခြင်းရင်စိတ်အလှပြင်ရမယ်အရင်စစ်တော့ကိုယ်စိတ်ပါပဲအကောင်းဖြစ်တာလေဒီစိတ်မကောင်းညစ်တာလေဒီစိတ်ဘဝကောင်းတာလေဒီစိတ်ဘဝဆောင်းတာလေဒီစိတ်စိတ်ထားလေးသာပြင်နိုင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိရဲ့ အချိန်တိုင်းမှာဖြစ်တဲ့လူတိုင်းအတွက်ရနေတာပဲစိတ်ထားမတက်ရင်တော့အကောင်းလို့ရင်မကောင်းရှုပ်နေတာလေအများကြီးပဲမဟုတ်လားဒါကြောင့်ဘာပဲဖြစ်ဖြစ်ရှော့လိုက်ပါပော့သွားပါလိမ့်မယ်လောကတဘာဝလူမှုဆက်ဆံရေးမှာမဖြစ်မနေကြုံတွေ့ရမဲ့သူတွေရှိတယ်ကိုယ့်ကိုချစ်တဲ့သူကိုယ့်ကိုမုန်းတဲ့သူ မချစ်လဲမချစ်မမုန်းလဲမမုန်းတဲ့သူဆိုတဲ့အုံမျိုးပါပဲ။ ချစ်တဲ့သူကတော့အကောင်းမြင်ပြီးအကျိုးလိုလာမှာပေါ့မချစ်တဲ့သူကတော့ဘာပဲလုပ်လို့အဆိုးပဲကြည့်နေမှာပေါ့မချစ်မမုန်းတဲ့သူဆိုတာကတော့အပြစ်အရှုံးမရှိတဲ့အတွက်ဟိုဘက်ကနှလုံးသားနဲ့နေတဲ့သူမျိုးပေါ့ကိုယ်ကိုချစ်ခင်သူတွေကိုယ်အကျိုးလိုလားသူတွေနဲ့ဆက်ဆံတဲ့အခါကိုယ့်ဘက်ကလည်းယူသားမှုကို အရှင်းတဲ့အကျိုးလိုလားတဲ့မေတ္တာထားဝမ်းသာပေးတဲ့မုဒိတာနှလုံးသားနဲ့အတူတွဲလျက်ခရီးဆက်ရမှာပေါ့ ကိုကိုမုန်းတဲ့သူ ကိုကိုမကြိုက်တဲ့သူ ကိုရန်သူတွေနဲ့တွေ့ကြုံရတဲ့အခါမှာလေသူမုန်းပေမဲ့ကိုပြုံးနိုင်အောင်ကြိုးစားရမယ်ပေါ့သူမုန်းတိုင်းကိုမုန်းလို့မဖြစ်ဘူးလေခံယူတတ်မယ်ဆိုရင်ဒီလိုလူတွေကြောင့်ကိုမှပို့ပြီးတော့တတိတွေထားလာရတယ်ကိုအလုပ်ပေါ်မှာအမားနဲ့အောင်ကယူဆိုင်လာရတယ်အတိုက်ခိုက်တွေကြောင့်ကုသိုလ်တရားတော်ပိုအားပြုဖြစ်လာတာတွေလည်းရှိတာပဲမဟုတ်လားဒါလည်းသူ့ရဲ့ကျေးဇူးပဲပေါ့ ကို့ဘောမချင်မမုန်းတဲ့သူတွေအတွက်ကတော့ကို့လည်းမချင်မမုန်းပဲပေါ့ဒီစိတ်တက်ကလည်းမြင့်မြတ်တဲ့စိတ်ပါပဲအချင်မုန်းရှိရင်အပြည့်ရှုံးတွေရှိနေအောင်မှဆိုတော့ဖြစ်နိုင်အားလုံးအပေါ်မှာတော့ဒီလိုမချင်မမုန်းစိတ်ထားနိုင် အကောင်းဆုံးပဲလေဒါကြောင့်ဘဝလူမှုဆက်ဆံရေးအတွက်တော့စိတ်မပြတ်ပါနဲ့ချစ်သူလည်းကျေးဇူးရှိတယ်လို့မုန်းသူလည်းဘဝအထောက်အကူပြုသူဖြစ်တဲ့အပြင်မချင်မမုန်းတဲ့သူဟာလည်း အလေးထားရမယ့်သူပဲဖြစ်တဲ့အတွက်ချစ်သူများလို့လည်းအပြုံမများနဲ့မုန်းသူများလို့လည်းအမုံမထနဲ့ဖြစ်နိုင်အပြုံနဲ့အမုံချက်မှာဥပက္ခနှလုံးသားနဲ့သာစ조사နေထိုင်ပြုမှုဆက်ဆိုင်နေကြုံပဲပေါ့လူတွေတယောက်နဲ့တယောက်မတည့်ကြတာအဓိကကတော့မနာလိုတဲ့စိတ်ဝန်တိုတဲ့စိတ်တွေကြောင့်ပဲတဲ့အဲ့ဒီမနာလိုစိတ်ဝန်တိုစိတ်တွေဟာလေအချက်တွေအမုန်းတွေကြောင့် ဖြစ်တာပါပဲလေအမှန်လိုက်တာချစ်တော့မနာလိုစိတ်တွေဖြစ်တဝန်တူစိတ်တွေဖြစ်မုန်းတော့လေမနာလိုစိတ်တွေဖြစ်ကြပြန်ရောတယောက်နဲ့တယောက်မနာလိုတာတွေဝန်တူတာတွေရှိနေကြတော့အချင်းချင်းသူအစဉ်ပြေနေတဲ့အပေါ်မှာဝမ်းမတာနိုင်ကြဆွန့်လွတ်တင်တာတွေလည်းမဆွလွန်နိုင်ကြဖြစ်ကြရင်ဘလို့မှလက်တွေ့လို့မရတဲ့အထိဖြစ်ကုန်ကြတော့တာပဲဒီတော့ကတယောက်နဲ့တယောက်တဲ့ချင် အဆင်ပြေပြေလဲတွဲနေခြင်းရင်ရင်မဖြစ်ခြင်းရင်အချက်တွေအမုန်းတွေလျှော့ဘူးပါပဲအချက်အမုန်းတွေလျှော့ရင်မနာလိုစိတ်ဝန်တိုစိတ်တွေလည်းငြေးလာမှာပဲပေါ့မုဒိတာပွားနိုင်မှုနဲ့ဆွံ့လွတ်နိုင်မှုစွမ်းအားဟာရှင်နေပြီး အတုလက်တွဲကငြိမ်ချမ်းချမ်းချမ်းနေထိုင်နိုင်ဖို့အတွက်အကောင်ဆုံးအထောက်ပံ့ပါပဲလေဒုက္ခအလုံးမှာအဆူဆုံးကစိတ်ဒုက္ခပဲ။ စိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့အပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုကရုပ်တရားကိုပို့ပြီးဒုက္ခတွေတိုးစီပို့ပြီးခံစားမှုကို ပြင်းစေတတ်တယ်။ရုပ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲ။စိတ်ကမဆောင်နိုင်ခင်ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင်ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထက်နေစေတော့တာပဲမဟုတ်လား။ စိတ်ကိုဒုက္ခပစ္စည်းတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ်ကိုပြင်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာလေကိလေသာတရားတွေကပေးတာဒေါဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခပစ္စည်းတာလောဘကြောင့်စိတ်ပင်မနေဒေါသကြောင့်စိတ်ပူလောင်နေမောဟကြောင့်စိတ်ထိုင်မိုင်းနေမာနကြောင့်စိတ်ခတ်ထန်တယ် တင်းကျပ်တယ်စသဖြင့်ဒီကိလေသာတွေကကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လင်းမရှင်လင်းတော့ပင်မပင်မတော့စင်ရင်စင်ရတာဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိရဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ဒုက္ခနဲ့ချင်းရင်စိတ်ကိုပြင်ရမယ် စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲကိလေသာတွေရှားမဝင်ဖို့ဆိုရင်တတိရှိမှပဲဖြစ်မှာပေါ့တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပဲကိလေသာကင်းနေတဲ့အခိုက်ဟာအဖို့ကင်းတဲ့အချိန်ပဲဖြစ်ပြီးအဖို့မရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အဖို့ကင်းခြင်းအယုံမပြင်းနဲ့ယူလို့ပူတာမယူရင်မပူ ဘဝမှာဖြစ်ချင်တာနဲ့ဖြစ်နေတာတထက်ထဲကြံ့နေတဲ့သူဆိုတာအတော်ရှားပါတယ်ဖြစ်ချင်တဲ့ဆန္ဒကို လိုက်ပြီးဘဝကို ပုံဖော်နေတာထက်ဘဝအခြေအနေကို လိုက်ပြီးဆန္ဒကိုတည်ဆောက်နိုင်ရင်မဆိုးဖြစ်ချင်တာဖြစ်လို့မရတဲ့ဘဝမှာဖြစ်နေတဲ့အနေအထားကပဲဖြစ်ချင်တာကိုစကြရမှာပေါ့မြေစိတ်ဆိုတာတခါတလေဖြစ်ချင်တာကတခြားဖြစ်နေတာကတစ်မျိုး အမျိုးမျိုးကြုံနေရတဲ့ကိုယ်ပေါ်အခြေအနေကိုကြည့်ပြီးအားငယ်စိတ်တွေမကျေနပ်စိတ်တွေအလိုမကျတာတွေဖြစ်တတ်တယ်။ဒါဟာအကောင်အဆိုးတွေကြမှာအကြောင်းအကျိုးကိုတတိမထားမိတော့ဖြစ်ချင်တာမဖြစ်တဲ့ပုံမှာအတွေးချော်တဲ့သဘောပါပဲ။တေချာတွေးခြင်းရင်ဖြစ်ချင်တာတွေအားလုံးဖြစ်ဖို့ဆိုတာတော့မလွယ်ဘူး။မမြဲခြင်းဆိုရယ်အနေစသဘောကအဖြစ်နဲ့အပြည့်ချပုံဖော်ထားပြီးဖြစ်တဲ့အတွက် အဖြစ်ရှိနေသည်များအပြက်ရှိနေမှာပဲဖြစ်ချင်တာလည်းပြက်နေမှာပဲအပြက်ကနေလည်းဖြစ်အောင်တည်ဆောက်နိုင်တာပဲအဓိကကတော့ဖြစ်ချင်တဲ့အတိုင်းဖြစ်လို့မရတဲ့အခြေအနေမှာကြီးထက်ပေါ်ပြီးစုံမတော့အောင်သာကိုယ့်ဘဝကိုထိန်းချောင်းပြုပြင်ရင်ဖြစ်နေရတဲ့အနေအထားကနေဖြစ်ချင်တာလေးတွေကိုတပြေးပြေးပုံဖော်တည်ဆောက်နိုင်အောင်ကြိုးစားဖို့ပဲလေမဖြစ်လို့လည်းမငင်းနဲ့ဖြစ်နေလို့လည်းမနစ်နဲ့ဖြစ်ပြက်နေတဲ့ဘဝမှာ အနည်းမမဲဘဝသာအဓိကပဲလေအပိုင်းလေးကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ